ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့မြမရဲ့အတူရောင်ရွေးကောက်ပွဲကိုပြပြတာတာပေချဆန့်ကျင်ဖို့ဖိအားပေးခံရတဲ့မလေးရှားဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။အာဆီယံနိုင်ငံများဟာပို့ကုန်များကြာဆင်းလာနေခြင်းအွန်လိုင်းငွေလိမ်ဂိုင်းများ မှုလူပေါက်လာနေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားနေဆက်ပြဿနာဖြစ်ပွားလာနေခြင်းအဆရှိတဲ့တစ်ခုနဲ့တစ်ခုဆက်ဆက် လာနေတဲ့ပြဿနာများရဲ့အခက်အခဲဆုံးအခြေအနေမှာရောက်ရှိနေပါတယ်။ထို့သောမျိုးမျိုးသော ပြဿနာများကြားထဲမှာဘူရီဖောက်နေတဲ့မြမအကျန်းဖတ်စေုပ်စုဟာဘာလို့ကြမီနီဆိုဒီက နောက်အပတ်အကုန်မှာ ကွာလာလမ်ပူမှာကျင်းပမယ်။အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာခေါင်းအခဲရဇုံ ပြဿနာဖြစ်လာနေတယ်လို့အစချီကဟောင်ကောင်ထုတ် South China Morning Post သတင်းစာမှာယခုလိုရေးသားလာခဲ့ပါတယ်။ မင်းအောင်လှိုင်ရ၎င်းထိမ့်ချုပ်နိုင်တဲ့နေမြေများမှာရွေးကောက်ပွဲလုပ်မယ်ဆိုက အခြေအနေများကိုပို၍တင်းမာလာအောင် ဖန်တီးလာခဲ့ပြီဖြစ်ပါတယ်။ကိုပြည်သူများကိုပြန်၍အကြမ်းဖက်တပ်ဖြတ်နေမှုအဆုံးတက်ရန်ဆိုတဲ့အဖွဲ့ဝင်နိုင်ငံများရဲ့သဘောတူညီချက်ကို အာခံနေသည်ကိုဒီအတိုင်းလှုပ်ထားမယ်ဆိုကအာဆီယံဟာအစမပါတဲ့အခွန်တက်တက်ကြီးဖြင့် အရေးမပါတော့တဲ့အနေအထားရောက်ရှိသွားနိုင်တယ်လို့ကြွန့်ကျင်သူများကသတိပေးလာခဲ့ပါတယ်။ NUG ကလည်းပြည်သူများတောင်းတနေတဲ့ထိုးစစ်ကြီးမျိုးယခုနှစ်အတွင်းမစင်နှွေးနိုင်ကလည်းအလားတူအနေအထားမျိုးရောက်သွားနိုင်ပါတယ်။ထို့အတွက်လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူ မလေးရှားထံဖိအားပေးမှုများစုပြုံကြရောက်လာနေပြီဖြစ်ပါတယ်။ပြညာကျဲများထုတ်ပြန်ပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ရင်းမှတဆင့် ထွက်ပေါ်လာမဲ့အစိုးရကိုပြက်ပြက်သားသားငင်းပယ်ရန်တောင်းဆိုလာနေကြပါတယ်။အာဆီယံအနေနဲ့တူယောင်ရွေးကောက်ပွဲကိုငင်းပယ်ယုံနေမှာကနောက်ပိုင်းဖြစ်လာသည့်များကိုမိတို့မိပုံဆောင်ရွက်သွားမယ်ဆိုဒီကိုပါဆန်းစစ်ရတော့မှာ ဖြစ်တယ်လို့လဲဆိုပါတယ်။ဝေဘန်သူများကဆေးအုပ်စုဟာနေမြေများကိုထိမ့်ချုပ်နိုင်စွာ မရှိတဲ့ပြင်လူသန်းပေါင်းများစွာကိုလည်းဖယ်ထုတ်ထားအောင်မဲ့ရွေးကောက်ပွဲမျိုးဖြစ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။လူနေဒေတာများကိုဆက်လိုက်၍ဘုံကျဲတိုက်ခိုက်နေတဲ့အပြင်ငင်းငယ်ရေးဆွေးနွေးပွဲများဖြစ်မြောက်အောင်မေမေရရကျူးပန်အားထုတ်မှုမျိုးမတွေ့ရလို့လည်းဆိုပါတယ်။၎င်းတို့ပေါ်သစ္စာခံမှုများအကျောက်တရားများနဲ့လုံမဲ့ရွေးကောက်ပွဲမျိုးဖြစ်ပြီးတော့နေနေများလက်လွတ်နေတဲ့ဂျားကတရုတ်နဲ့ရုရှားတို့မျက်နာမပြတ်ရအောင်ဖန်တီး ပေးရတဲ့ပွဲလေးဖြစ်ပါတယ်ယခုယခုဘက်ထဲမှာပဲမင်းအောင်လှိုင်ဟာတရားရာဂိုင်းနှုံးပြည့်မလုံနိုင်ပါလို့ဝန်ခံတော်ခဲ့ရပါတယ်ဤရဲ့လူခွန်ရေးအထူးတန်တမန်မှလည်းစီဝိုင်းနဲ့ဝင်လာပြီးစစ်အုပ်စုမှစပွန်ဆာလုပ်တဲ့ယူကောက်ပွဲရဲ့ရလက်တစ်ခုသာထွက်ပေါ်လာဖို့ရှိတယ်ဆွေးနွေးနိုင်ခြင်းမျိုးလည်းမရှိပါဝင်ခွင့်လည်းမရ၍ယုံကြည်နိုင်စရာမရှိတဲ့ရလက်သာထွက်ပေါ်လာမယ်လို့ပြောဆိုသွားခဲ့ပါတယ်အနာဒမီလင်းနဲ့ခွဲကြသည့်တိုင်တိုင်းပြီ ပြည်တွင်းစစ်ငွေလိမ်ဘ ਹੁ ဌာနများမူးစေဝါထုတ်လုပ်မှုရုတ်တရက်မြင့်တက်လာခြင်းနဲ့ငတ်မုန်နေတဲ့ရိုဟင်ဂျာမွတ်စလင်များအပါအဝင်တပ်မောင်းများစွာသောလူများအားနိုင်ငံရဲ့ခြားသူထွက်ပြေးစေခဲ့တဲ့ကြီးမားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆင်းရဲဒုက္ခများအပါအဝင်ဇက်တိုက်ဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုများဟာပိုပြီးပြင်းထန်လာပြီးအာဆီယံရဲ့လုံခြုံရေးကိုအန္တရာယ်သစ်များဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများကသတိပေးလိုက်ပါတယ်။အာဆီယံဒေသတွင်းတည်ငြိမ်မှုကိုအထူးဦးစားပေးဆောင်ရွက်တော်လဲ၎င်းတို့ဖြစ်လာစေခြင်းသည်များကအကြမ်းဖက်ဆေးရုပ်စုစီမှထွက်ပေါ်လာမည်ကမဟုတ်လို့ဆိုပါတယ်။ယခုချိန်ထိရုပ်လော့သွားခြင်းမရှိတဲ့ဒီမိုကရေစီရေလှောင်ရှားမှုများကိုပြက်ပြက်တားတားထောက်ခံသွားဖို့သာရှိပါတယ်။ ာစီယန်နေနဲ့လိန်လေလှည့်ပြားတဲ့စီးပွားရေးပေါ်ပေါက်လာခြင်းရဲ့ကုန်ကျစရိတ်နဲ့လိန်လေတဲ့ရွေးကောက်ပွဲတစ်ခုကပြိပခါကိုမိတို့မိပုံအမြဲတစီဆက်လက်ဖြစ်ပွားစေမယ်ဆိုတာကိုအပြည့်အဝနားမလည်သေးပါဘူး။၎င်းတို့ဟာမြန်မာပြည်တွင်ခုခံတော်လှန်ရေးစစ်ရဲ့အခြေအနေများမှာအခြေခံအဖြစ်ကွဲပြားခြားနားနေသည်ကိုသဘောမပေါက်ဖဲအတိတ်ကအခြေအနေများသာပြန်ဖြစ်လိမ့်မယ်လို့တွေးထင်နေကြတယ်လို့မြန်မာအင်ဒိုနီးရှားစင်ကာပူနဲ့ မလေးရှားနိုင်ငံရေးကိုအထူးပြုလေ့လာနေတဲ့မလေးရှားရှိ University of Nottingham ဂုံတူးဆောင်တိတိတီ Bridget Wishka အထက်ပါအတိုင်းပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။အကယ်၍အာဆီယံအထက်မှပြောခဲ့တဲ့အတိုင်းယူကောက်ပွဲကိုပြက်ပြက်တာတာဆန့်ကျင်မိဆိုကစိတ်ဓာတ်များ ကြာဆင်းကမင်းအွန်လိုင်းပေါ်ယုံကြည်အားကိုးမှုများ ရုပ်လျော့သွားမှဖြစ်ပြီးအလုံးကအနာဂတ်မှာ၎င်းတို့ရက်တီရာရက်တီချောင်းကိုတုံးသက် လာကြမှာဖြစ်တယ်လို့မိမိအနေနဲ့ယူဆမိပါတယ်နိုင်ငံတကာဖိအားပေးမှုများကိုဂယူးမဆိုင်ဆိုတဲ့၎င်းတို့အစည်းအဝေးများတွင်ခိုးကြောင်ခိုးဝက်ပြောနေတဲ့ဇကားဟာလဲအကြမ်းဖက်သမားမင်းအောင်လှိုင်ပြရာခတ်နေဖို့ကို ကြည့်၍၎င်းတို့အချင်းချင်းအကြားတွင်ပဲအယုံကြည်မရှိဖြစ်လာနေပါတယ်မင်းအွန်လိုင်းတို့အဖွဲ့လက်ရှိမှာမျက်စိစုံမိတ်အားကိုးနေရတဲ့တရုတ်ဟာမြန်မာခေါင်းဆောင်အဆက်ဆက်ကိုဖိအားပေးနိုင်ရေးအတွက် ပြည်တွင်းပြိပခါများလက်ရှိအနေထားထက်အရှိန်ကုန်မြင့်မလာရင်းနဲ့တစ်ဖက်မှာလည်းအလုံးစုံငြိမ်းချမ်းရေးရရှိမသွားအောင် ထိန်းထားဖို့ဆိုတဲ့ Neither hot war nor complete peace မျိုးသာဖြစ်၍တကယ်တမ်းတိုင်းပြည်ငြိမ်းချမ်းအောင်လုပ်ပေးမဲ့လူများမဟုတ်ဖြစ်နေပါလေ။အာဆီယံသာတိတိယယောက်မလုံနိုင်ခဲ့ရင်မြန်မာအားတရုတ်လက်အောက်ခံဖြစ်တွန်းပို့လိုက်သည်နဲ့အတူတူပင် ဖြစ်ပါလေ။ပြည်သူများရဲ့တရားသောစစ် m o c h a ong s 欧耶！